မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူရှိစစ်ကောင်စီဤတပ်ရင်းတစ်ခုတပ်ပြက်လူနေပါဖြင့်ရဲတပ်ရင်း32မှ10ဦးထပ်မံနေထွက်ပြေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ရှိခမာယ942နဲ့ခမာယ943တပ်နက်ကူမှတပ်ပြက်လူနေပါဖြစ်နေပြီးရဲတပ်ရင်30နှစ်မှစစ်ကောင်စီတပ်သား10ဦးတပ်မင်းထွက်ပြေးနေကြောင်းစစ်ရေးတရင်ရင်းမြစ်များထံမှသိရပါတယ်။ထို့ပြင်ခမာယ942အနီးကြောက်တလုံးဂိတ်တွင်လည်းလုံခြုံရေးပိုင်အတွက်စစ်ကောင်စီတပ်သားများမရှိတော့ပဲရဲတပ်ဖွဲ့များသာရှိတော့ကြောင်းသိရပါတယ်။ ခမရ940နဲ့ခမရ943တွေကတက်ကိုပြက်တဲ့လောက်ဖြစ်သွားတာကြောက်ပြပတ်အတိုက်ခိုက်ခံလိုက်ရတော့942နေရာမှာကရဲလုံချုပ်ရေးတက်လောက်ပဲရှိတယ် ကြံတဲ့နောက်ကြံတက်တွေကပါစစ်တွေဘက်ကိုပြောင်းပြီးတော့အသစ်ပြန်ဖွဲ့ထားတယ်လို့သိရပါတယ်ခင်ဗျာ။ဂျေတရင်30နှစ်ကနေပြေးလာတာ၁၀ရောက်ထက်မနည်းဘူး။ကျွန်တော်သိတာတော့တရားစင်12ဦးကျော်ရင်တချို့လွတ်မြောက်သွားပြီပေါ့ဟုစီဒီအမ်ဘူကြီးစင်ရောကသတင်းဌာနကိုပြောပါရယ်။အဆိုပါထွက်ပြေးသည့်စစ်ကောင်စီတပ်သားများတွင်စစ်သားစုဆောင်ခံထားရသည့်လူသင်များလည်းပါဝင်ပြီးအချို့မှမြို့ပေါ်ထွက်ပြေးသွားကြောင်းသိရပါရယ်။ အချို့မှာအာရကတက်တော် AA ဘက်လွတ်မြောက်သူများလည်းရှိတော့လဲ AA ဘက်ကတရင်ထုတ်ပြန်ချက်မရှိဘဲထိုသိမ့်စွာလှုပ်ဆောင်နေခြင်းကြောင့် AA ထံရောက်ရှိသွားသည့်တရင်ကိုမူအတီးပြူရန်ခက်ခဲကြောင်း၎င်းကဆိုပါရင်ကြိုက်ပွဲအတွင်စစ်ကောင်စီအကြီးအကဲများအပါအဝင်တပ်သားသိမ့်ဆုံးသူများပြလာခြင်းကြောင့်ခမာယ940နှင့်ခမာယ943တပ်တွင်အင်အားယော်နေလာသည်နှင့်အတူမငြိမ်မသက်ဖြစ်စဉ်များရှိနေကြောင်းဒေသတွင်စစ်ရေးတရင်ရင်းမြစ်တအူကလည်းတရင်ဌာနကိုပြောပါရင် တပ်သားတွေထွက်ပြေးတာဟုတ်တယ်သူတို့ကိုစစ်တပ်ကသေးကြီးမဲကြီးလိုက်ဖမ်းနေတယ်ပြန်ပြီးမမိတော့မတိရသေးဘူးကြောက်တလုံးဂိတ်ကိုအရင်က942ကကိုင်းတာအခုဂိတ်မှာရဲဂိတ်တွေပဲရှိတော့တယ်လုံခြုံရေးကစစ်တပ်မရှိတော့ဘူးတပ်ရင်းတွေမှာအင်အားနေနေတာပါမှာပေါ့အခုကအကြီးပိုင်းတွေလည်းကြာနေတာတွေရှိတော့တပ်တွင်းမငြိမ်မသက်တွေဖြစ်နေတဲ့ကြားရဲဟု၎င်းကပြောပါတယ်ကြောက်တလုံးဂိတ်တွင်ရဲတပ်ဖွဲ့များသာရှိပြီးရဲတပ်ရင်း32မှထွက်ပြေးလာသည့်ဖြစ်စဉ်မှာမှန်ကန်ကြောင်းကြောက်ဖြူမျိုးကန်တအူကလည်းပြောပါရယ် ကြောက်ဖြူတွင်မျိုးပေါ်ရက်ွက်များသို့တက်မှထွက်ပြေးသည့်တပ်သားများကို လက်ခံထားသည့်အင်ရှင်များကိုလည်းစစ်တပ်မှဝင်ရောက်စီးနှင်းကဖမ်းဆီးနေကြောင်းရခိုင်အခြေစိုက်သတင်းဌာနအချို့ကလည်းပေါ်ပြထားကြပါသည်။ ကျောက်ဖြူဖြစ်စဉ်နဲ့အလားတူအမ်ဘရလန်ပေါ်နှက်ရီကန်တောင်ပြူဟာကုန်းကိုစစ်တင်တန်းပေးခံရသူများမှထွက်ပြေးနေသူများရှိနေခြင်းကြောင့်တပ်တွင်းရှိစစ်ကောင်စီတပ်ဖွဲ့ကအဆိုပါစစ်မှုထမ်းလူသစ်များထပ်မံထွက်မပြေးစေရန်စောင့်ကြည့်နေသည့်ဖြစ်ရပ်များလည်းကြားသိရကြောင်း CDM ဗိုလ်ကြီးစင်ယောကဆိုပါရယ်စစ်တိုက်ဖို့တန်းလူသစ်ကလေးတွေကိုသူတို့ပြန်ပြီးကင်းဆောင်နေရတယ်အမ်ဘတ်မှာဆိုရင်တော့ထွက်ပြေးပြီးတော့ပြန်ဖမ်းမိတဲ့ကလေးတွေကနေပြီးတော့နောက်လူတွေမလုပ်ရဲအောင်စုပ်ပြီးတပ်ပစ်တဲ့ကြားရတယ် ဒါပေမဲ့ဆိုဆော်လေးရအောင်စုံစမ်းနေစေပဲရှိသေးပါတယ်ခင်ဗျာဟု၎င်းကပြောပါတယ်။ကြောက်ဖြူမျိုးတွင်ပြီးခဲ့သည့်ဇွန်လ22ရက်အထိတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ရှင်တပ်နေသည်မှာ3ရက်ရှိပြီဖြစ်ပြီးယင်းအခြေအနေမှာလည်းအာရကတပ်တော်ဘက်ကစစ်ရေးပြင်ဆင်သည့်အနေအထားကြောင့်တိုက်ပွဲအရှိန်အေးနေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များကယူဆကြသည်။အေးအေးအနေဖြင့်ရခိုင်ပြည်နယ်တွင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှမခါပါဝင်မျိုးဆက်လေးမျိုးကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီး ဖိလယ်ကန်ယူတန်းဒေသများဖြစ်သည့်စစ်တွေကြောက်ဖြူမန်အောင်တို့ကိုဆက်လက်သိမ်းပိုက်ရန်ကြိုးပမ်းနေသည်ဆက်လက်ပြီးမြိတ်မြို့ဘက်မှအာမတ306တိုင်ရင်တို့လာသောစစ်ကားတစ်စီးကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမိထီလာမြို့နယ်တွင်လည်းစစ်တပ်စစ်ကြောင်းကိုထိခိုက်မှုစစ်သား3ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တနင်္လာရီတိုင်းမြေမြိုဘက်မှအမတ306တရင်ကိုတက်လာသောစစ်ကားတစ်စီးကိုတိုက်ခိုက်ရာအကြံဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေးဆုံးမှုရှိကြောင်းမြိတ်ပြည်သူကာကွယ်ရေးအဖွဲ့ပါကဖာမြိတ်မှာတာဝန်ရှိသူတအူကပြတင်းဌာနသို့ပြောကြားပါရင်ဇွန်လ24ရက်မော်လင်းနာရီခန့်အချိန်မြိတ်မျိုးဘက်မှအမတ်တ306တရင်ကိုတက်လာသော အကြမ်းဖက်စစ်တပ်ဤစစ်ကားတစီကိုရန်ဖို့ခြေရွာနှင့်ကန်းတူရွာအကြားကဘာနီအရောက်တွင်တော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ရင်တိုက်ခိုက်မှုအတွင်းအချမ်းပစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိပြီးအရေးအတွက်အတိအကျကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည်စစ်ခွေးတွေထိခိုက်သေးဆုံးမှုရှိပေမဲ့ဒေသရင်းတော့အတိမပြုနိုင်သေးဘူး။ထော်လန်ရေးတပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်ဟုမြေပြည်သူခအခွက်ရေးအဖွဲ့ပါကာဖမြိတ်မှကြာဝင်ရှိသူတို့ကပြောဆိုပါရယ်။အဆိုပါတိုက်ခိုက်မှုကိုဘိုးခရင်တပ်ဖွဲ့မြိတ်ပါကာဖနဲ့ ပကပစုံသုံးတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းမိထီလာမြို့နယ်တွင်အင်အားရာကြီးအုံပြူကစစ်ကြောင်းထူလာသောစစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်း Jammu State National Defence Army DSNDA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ယမန်နေ့ဇွန်လ24ရက်နေ့ညနေ6နာရီခန့်အချိန်မေတီလာမြို့နယ်အုံတုံရွာနှင့်ဂွေးတော့ကန်ရွာကြားသို့စစ်ကြောင်းထိုးလာသောတပ်မ69လက်အောက်ခံစစ်ကြောင်းကိုထော်လန်ရေးပူပေါင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ရာအပြာလန်ပြစ်ခတ်တိုက်ပွဲ၌ဝက်ခန့်ချမြင့်ခဲ့ပြီးစစ်သား3ဦးသေဆုံးခဲ့ပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အင်အားကရာဂနန်းဝင်းကျင်လောက်ရှိမယ်။အနီးအနားကိုပြန်ဆုတ်သွားပြီးတော့ဒီနေ့မနက် ြန်ပြီးစစ်ကြောင်းထိုးလာနေတယ်။အဖက်ဘက်ကနေစစ်မျက်နှာဖွင့်လာနိုင်တာမို့ပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ပြောချင်ပါတယ်ဟု Danu State National Different Army DSNDA တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အဆိုပါတိုက်ခိုက်မှုကမိတ်တီလာမျိုးနဲ့နဲ့သာစီမျိုးနဲ့အတွင်းရှိတော်လန်ရေးအင်အားစုတောင်တာပါကပါနဲ့ Danu State National Different Army DSNDA တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးထန်းနပင်မြို့နယ်တလိုင်းအိုင်ရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍လင်မယားနှစ်ဦးကြီးထိမှန်တိစုံနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းထန်းနပင်မြို့နယ်တလိုင်းအိုင်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍လင်မယားနှစ်ဦးလက်နက်ကြီးကြီးထိမှန်ပွဲချင်းပြီးတိစုံသွားကြောင်း ဒေသခံပြည်သူများကတရင်ဌာနသို့ပြောကြားပါရယ်။ဇော်လာ24ရက်နေ့ညစိန်တိုင်းအချိန်အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးနဲ့အချောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း။ထန်းတပင်မြို့နယ်ဇရက်ကြီးအခြေဆိုင်ခလာရ83တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်ခြင်းဖြစ်ကြောင်းပြစ်ခတ်ချိန်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းသိရှိရပါရယ်။တေဆုံးတာကကိုတန်းနိုင်စုနဲ့စနီပါသူတို့ကထိုင်းကနေပြန်သွားတာသိမကြသေးဘူး။ တိုက်ပွဲမဖြစ်ပါဘူးခလာရ83ကနေနန်းနယ်ကြီးနဲ့ပြစ်ခတ်ကြပါတန်ရာရသူတွေလည်းရှိတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်လက်တလောဌာနပင်မျိုးနဲ့အတွင်တွင်စစ်တပ်နဲ့တော်လှန်ရေးတပ်များအကြားစစ်ရေးတင်းမာနေပြီးစစ်တပ်ကလက်နက်ကြီးများဖြင့်ကြီးရွာများသို့ဦးတည်ပြစ်ခတ်ခြင်းလေးချောင်းတိုက်ခိုက်ခြင်းနဲ့လမ်းများကိုပိတ်ဆို၍ရိခာ73စီစေဘွားအပါအဝင် ခုံပစ္စည်းများတည်ယူခွင့်ပိတ်ပင်ထားခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ် ထိုင်းနိုင်ငံမျိုးနဲ့အတွင်းရှိပြည်သူများမှလည်းစစ်ပေးရှောင်နေကြပြီးစာနယ်ရိတ်ခါဆေးဝါးနှင့်အမိုးကာများနဲ့လိုအပ်ချက်များရှိနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်ဆလဘီဖဲကုံမြို့နယ်စောင်းနန်းခဲရွာကိုစစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူစစ်တို့ကပူပေါင်းမိရှို့ဖျက်ဆီးနေတဲ့ဆူရဲတဲ့ရင်ကိုကျင်းဆက်ပြီးတော့မှဖြစ်ပါတယ်။ရှမ်းပြည်နယ်နဲ့ကရင်ပြည်အစံဖဲကုံမြို့နယ်ဖဲကုံအင်းအရှိတ်ဘက်ကရှိ ဆောင်နန်းခဲကြီးရွာကိုစစ်တပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်ဘူပေါင်းတပ်ဖွဲ့ကအင်အားအလုံးရင်ဖြင့်စစ်ကြောင်းထိုးမိရှုဖြည့်စည်းလျက်ရှိကြောင်းဖေကုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှတာဝန်ရှိသူနှင့်ဒေသတင်းရေးမြစ်ကတရင်ဌာနသို့ပြောကြားပါရယ်ရမန်နီဇော်လ23ရက်နေ့ဖေကုံမြို့နယ်ဖေခုံအင်းအရှိပတ်ရှိဆောင်နန်းခဲကြီးရွာကိုစစ်တပ်ကလေကြောင်းလက်နက်ကြီးပစ်ကူပေးပြီးမြေပြင်မှလည်းစစ်သားနှင့် PNO ပြည်သူ့စစ်များကပူးပေါင်းစစ်ကြောင်းထိုးလာကြောင်း ရင်းနောက်စောင်းနှန်းခဲကြေးရွာတရွာလုံးကြီးပါကိုမိရှုဖြက်စီခဲ့ကြောင်းရင်းအကြံဖတ်စစ်တပ်စစ်ကြောင်းမှမူပြဲမျိုးအရှိတ်မှဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ဇွန်လ23ရက်နေ့ကဝင်လာတဲ့ဇွန်လ24ရက်နေ့ညနေမှာဗီဇာရှို့တာလက်ရှိအထိရွာထဲမှာရှိနေတော့နေအိမ်ဘလောက်ကုန်သွားပြီလဲမသိရသေးဘူး။မိရှုခံရတဲ့နေအိမ်တွေကများတယ်။ စကားတွေဘက်ကအင်အားများတော့တော်လန်ရေးတပ်ဖွဲ့ဝင်တွေနောက်ဆုတ်ပေးလိုက်ရတယ်။လက်ရှိအထိလဲဂျက်ဖိုက်တာတွေနဲ့ပြန်ဝဲပြီးဘုံကျဲနေတာတွေရှိတယ်ဟုဒေသတရင်ရင့်မြက်ကတရင်ဌာနသို့ပြောကြားပါရယ်။ဆောင်းနန်းခဲကြီးရွာတို့ဝင်ရောက်လာသောစစ်တပ်နှင့် PNO ပူးပေါင်းစစ်ကြောင်းကိုခရင်နီပြည်လူမျိုးပေါင်းစုံလွမြောက်ရေးတပ်ဦးကာလာလာတာမိုးပြဲ PDF ဖဲကုံ PDF KMTF လိုက်ကော PDF နဲ့ပြားစစ်ကြောင်းစသည့်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်လျက်ရှိကြောင်းသိရပါရယ်။